မင်္ဂလာပါခင်ဗျာရှောင်းခစ်တိကနေဒီကနေ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်ကောင်စီကပြည်တွင်းမှာ digital ငွေကြေးနဲ့ငွေပေးထည်မှုစနစ်ကိုအကောင်အထည်ဖော်ဖို့လုပ်နေတာကြောင့်ပြည်တွင်းဘဏ်တွေကနေငွေသားထုတ်ပေးမှုတွေကိုပါစစ်ကောင်စီကကန့်သတ်လာနိုင်တယ်လို့ပုဂ္ဂလိကဘဏ်အတိုင်းဝိုင်းကပြောပါတယ်အကြံဖတ်စစ်ကောင်စီလက်အောက်ခံဦးဇခုံတိတ်ရန်ကကချင်ပြည်နယ်မှာနေမြေတွေကိုအသက်ဘေးကာကွယ်ဖို့သူ့လက်အောက်ခံတပ်ဖွဲ့တွေကိုအမိန်ပေးထားပေမဲ့ သူနဲ့ဆက်ဆက်နေတဲ့နေကြဆောင်စကန်တွေနဲ့ပြည်သူစစ်စကန်တွေကို KIA PDF မာမိတ်ပူပေါင်းတက်တွေကတောက်လျှောက်သိမ့်ပိုက်နေပြီးစကန်ပေါင်း15ခုကိုသိမ့်ပိုက်ရရှိထားပြီးဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကပြည်တွင်းမှာ digital ငွေကြေးနဲ့ငွေပေးချေမှုစနစ်ကိုအကောင့်ထည့်ဖော်ဖို့လုပ်နေတာကြောင့်ပြည်တွင်းဘဏ်တွေကနေငွေသားထုတ်ပေးမှုတွေကိုပါစစ်ကောင်စီကကန့်သတ်လာနိုင်တယ်လို့ပုဂ္ဂလိကဘဏ်အတိုင်းဝိုင်းကရန်ကုန်ခေတ်တက်ကိုပြောပါတယ် လက်ရှိမြန်မာနိုင်ငံမှာငွေကြေးဖောင်းပွားမှုတွေနဲ့မြန်မာငွေစက်ကူဘီလီယံပေါင်းများစွာကိုစစ်ကောင်စီကရိုက်ထုတ်နေရတဲ့အတွက်ဒါကိုအစားထုတ်ဖို့ဆိုပြီးပြည်တွင်းမှာ digital ငွေကြေးစနစ်လှုပ်ဖို့စစ်ကောင်စီရဲ့ဗဟိုဘဏ်ကညွန်ကြားလာနေပြီဆိုပါတယ်ဇွန်လ12ရက်နေ့ကထုတ်ပြန်လိုက်တဲ့စစ်ကောင်စီဗဟိုဘဏ်ရဲ့ digital ငွေကြေးဆိုင်ရာညွန်ကြားချက်ဟာဖုတ်ပူမိတိုက်လှုပ်တဲ့သဘောတာဖြစ်ပြီးအဲ့ဒီလို digital ငွေကြေးစနစ်ပြစ်လာဖို့သူတို့လုပ်မယ်ဆိုရင် ပြည်တွင်းမှာငွေသားအသုံးပြုတာတွေဘဏ်တွေကနေငွေသားထုတ်ယူမှုတွေကိုပါကန့်သက်တဲ့အမိန့်တွေထပ်ပြီးထွက်လာနိုင်တယ်လို့ပုဂ္ဂလိကဘဏ်ကြီးတစ်ခုရဲ့အကြီးတန်းဒါရိုက်တာတဦးကပြောထားပါတယ်။ဒါပြင်အခုလိုစကောက်စီက digital ငွေကြေးနဲ့ငွေပေးချေမှုကိုလုပ်မယ်ဆိုရင်တိုင်းပြည်မှာအခြေခံစီးပွားရေးအဆောက်အုံနဲ့ GDP ကိစ္စရပ်တွေအပြင်တိုင်းပြည်တိုးတက်မှုအခြေအနေတွေနဲ့ပြည်သူလူထုရဲ့ယုံကြည်မှုနောက်ထပ်အရေးကြီးဆုံးကအင်တာနက်ကိုတိုင်းနိုင်ငံလုံးမှာဘယ်နေရာမှာစိုးရရနေဖို့လိုအပ်ပြီး အခုစစ်ကောင်စီကအင်တာနက်ကိုပိတ်ချင်တဲ့နေရာတွေမှာလုံးဝပိတ်ချထားသလိုအခုဆိုရင်တနိုင်ငံလုံးအတိုင်းအတာနဲ့ VPN မှာထပ်ပိတ်နေတဲ့အတွက်အင်တာနက်မရဘဲနဲ့သူတို့လုတ်ချင်တဲ့ digital ငွေကြေးနဲ့ငွေပေးချေမှုစနစ်ကဘလုံးမှမဖြစ်နိုင်ဘူးလို့လဲပုဂ္ဂလိကဘဏ်တစ်ခုရဲ့အကြီးတန်း director တဦးကသုံးသပ်ပြောဆိုထားပါတယ်အဲ့ဒီလိုအကြံပေးစကောင်စီကပြည်တွင်းမှာ digital ငွေကြေးနဲ့ငွေပေးချေမှုစနစ်ကို account ထဲပို့ဖို့တနတ်ထောက်ပြီးအမိတ်နဲ့အတင်းအကျပ်လှုပ်ဆောင်မှုတွေကြောင့် ပြည်သူလူထုနဲ့စီးပွားရေးအတိုင်းအဝိုင်းမှာကမောက်ကမတွေနဲ့ငွေကြေးမတီမငိမ်ဖြစ်တာတွေဟာဒိဋ္ဌပိုဆိုးလာမှာဖြစ်ပြီးလက်ရှိပြည်တွင်းကပကတိအခြေအနေကိုမတုံ့သက်ပဲထင်ရဆိုင်ပြီးရှောက်လုံနေတဲ့စစ်ဘိုလ်ချုပ်တွေရဲ့ digital ငွေကြေးစနစ်ကအခုပြိုလဲနေတဲ့နိုင်ငံစီးပွားရေးကိုထပ်ပြီးအပိတိုင်ဖြိုလဲပေါက်ခွဲဖျက်ဆီးမဲ့ချိန်ကိုင်းမိုင်းတလုံးဖြစ်လာနိုင်တယ်လို့လဲဗန္ဒာရေးနဲ့ငွေကြေးရေးကျွမ်းကျင်တဲ့သူတွေကတုံ့သက်ပြောဆိုထားကြပါတယ်ခင်ဗျတစ်ဖက်မှာတော့ အကျန်းဖတ်စစ်ကောင်စီလက်အောက်ကဥဇခုံတိတ်ရန်ဆိုတဲ့သူကကချင်းပြည်နယ်မှာနယ်မြေတွေကိုအသက်ပိတ်ကာကွယ်ဖို့သူ့လက်အောက်ခံတပ်ဖွဲ့တွေကိုအမိန်ပေးထားပေမဲ့သူနဲ့ဆက်ဆက်နေတဲ့နေကြားဆောင်စခန်းတွေနဲ့ပြည်သူ့စစ်စခန်းတွေကို KIPT ရဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတောက်လျှောက်သိမ်းပိုက်နေပြီးစခန်းပေါင်း15ခုကိုသိမ်းပိုက်ရရှိထားပြီလို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်။ဇွန်လ9ရက်နေ့ကပဲအဲ့ဒီအကြံပတ်စစ်ကောင်စီလက်အောက်ခံဥစကုံတိတ်ရန်ဆိုတဲ့သူက သူတို့ရဲ့ကချင်းအထူးဒေသတစ်နယ်မြေအတွင်းဝင်ရောက်လာတဲ့ KIAP ရဲ့မဟာမိတ်ပူပေါင်းတပ်တွေကိုပြက်ပြက်သားသားခုခံကာကွယ်ဖို့နဲ့သူတို့ရဲ့စော့လောမြို့နယ်ချီဖွေမြို့နယ်နဲ့ကံပိုက်တီဒေသကနေကြဆောင်တက်နယ်ပြည်သူစစ်အဖွဲ့ဝင်တွေအနေနဲ့မြေတလက်မတိုင်းကိုကာကွယ်တက်ခတ်ရမယ်ဆိုပြီးစစ်မိန်ပါပေးတဲ့အကြောင်းကိုထုတ်ပြန်ခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့ဒီစစ်တလောက်ကံဥစကုံတိန်ရန်ရဲ့စစ်မိန်ထုတ်ပြန်ပြီးနောက်ပိုင်းမှာပဲ KIAP ရဲ့မဟာမိတ်ပူပေါင်းတပ်တွေက ဇော်လာ၁၂ရက်နေ့ကပဲ white mall campaign ဒီဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့စစ်တပ်စခန်းတွေနဲ့ white mall ချီဖွေးလမ်းပေါ်ကစစ်တပ်စခန်းတွေကိုတောက်လျှောက်သိမ်းပိုက်နေပြီအခုဆိုရင်စစ်တပ်စခန်းပေါင်း၁၅ခုကိုသိမ်းပိုက်ရရှိထားပြီလို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာလည်းအကြံဖတ်စကောင်းစီအတွက်စစ်သားတစ်တွေစူဆောင်းပေးနေတဲ့ပေါကောက်မြို့နယ်ကဂျိုဘေဝိုင်းဂျေးရွာအုပ်ချုပ်ရေးမှုအသစ်ပွားသည်နဲ့စင်ကူးမြို့နယ်ကအငိမ့်စားဘူကြီးအောင်ကိုကိုဆိုသူတို့နှစ်ဦး ပြစ်ခတ်ခံရပြီနှစ်ဦးလုံးပွေကုန်ကြပြီလို့ဒေတာကန်ပြည်သူတွေနဲ့ပြည်ခရိုင်363.1 PPDF တရင်တာဝန်ခံကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဇွန်လ17ရက်နေ့ကပဲပဲခူးတိုင်းပခေါင်းမြို့နယ်မှာအချက်ဖက်စစ်တပ်အတွက်လူငယ်တွေကိုအတင်းအဓမ္မစစ်သားတိအဖြစ်လိုက်လံစုဆောင်းနေတယ်ဂျိုပင်ပိုင်းဂျေးရွာအုပ်ချုပ်ရေးမှုအသစ်ပွားသည်ဆိုတဲ့သူကိုတော်လိုင်းရဲတပ်တွေကပြစ်ခတ်ရှင်းနေရမှာနေရာမှာပဲပွဲချင်းပြီးကိုသေသွားတယ်ဆိုပါတယ်တစ်ဖက်မှာလည်းဇွန်လ14ရက်နေ့ဖြစ်တဲ့မနေ့ကပဲ မန္တလေးတိုင်းစင်ကူးမြို့နယ်မှာအချက်ဖက်စစ်ကောင်စီအတွက်အားကျုံးမန်တက်အလုတ်လုတ်ပေးပြီးစစ်သားတွေလိုက်လံစုဆောင်နေတဲ့စစ်ကောင်စီတပ်ကအငိမ့်စားဗိုလ်ကြီးအောင်ကိုကိုဆိုတဲ့သူလဲသူ့ရဲ့နေအိမ်မှာပဲပြစ်ခတ်ခံရပြီးပွဲချင်းပြီးကိုသေသွားတယ်လို့ဒေတာကန်ပြည်သူတွေကပြောပါတယ်အဲ့ဒီလိုပြစ်ခတ်ရှင်းလင်းခံရတဲ့အုတ်ချုပ်ရေးမှုအသက်ပွားသည်နဲ့ဗိုလ်ကြီးဟောင်းအောင်ကိုကိုဆိုတဲ့သူနှစ်ဦးလုံးဟာအချက်ဖက်စစ်တပ်အတွက်အကြီးအကျယ်အလုတ်လုတ်ပေးနေတဲ့သူတွေဖြစ်ပြီး စစ်ကောင်စီအတွက်စစ်သားတစ်တွေကိုအာဂျုံမန်တက်လိုက်လံစုဆောင်နေုံနဲ့မကစစ်တပ်အားကိုနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိမ့်ချောက်နေတဲ့သူတွေဖြစ်ပြီးအခုတော့ပြေကုန်ကြပြီလို့ဒေသခံပြည်သူတွေနဲ့ပြည်ခရိုင်3631 PPDF တရင်တာဝန်ခံကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီကရခိုင်ပြည်နယ်မှာရပ်သားပြည်သူတွေရှိတဲ့နေရာတွေကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်မှုတွေကြောင့် ပေါတော့နဲ့ပုံနာကျွန်းမြို့နယ်မှာရှိတဲ့ကြေးရွာတချို့ကပြည်သူတွေထပ်မံတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။လက်ရှိပေါတော့နဲ့ပုံနာကျွန်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ရဲသားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့်တိမ်းရှောင်နေရတဲ့ကြေးရွာတွေဟာကျွဲထိုးအောင်စေရခမောင်းတော်ကန်ချောင်းကျင်းခွေမော်တဝင်းချောင်းကြေးရွာတို့အပါအဝင်အနီးနားကြေးရွာတချို့ကပြည်သူတွေလည်းပါဝင်တယ်လို့သိရပါတယ်။အဲ့ဒီပေါတော့နဲ့ပုံနာကျွန်းမြို့နယ်တွေကိုအာရခတတော်အေအေကသိမ်းပိုက်လိုက်ပြီးနောက်ပိုက်မှာပဲ။ အကြံဖက်စကောင်းစီတက်ကရတပီသူတွေနေတဲ့နေရာတွေကိုမကြာခဏဆိုသလိုလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေလှောက်ဆောင်နေတယ်လို့လည်းဒေသခံပြည်သူတွေကပြောပါတယ်။တစ်ဖက်မှာလည်းတန်တွဲမြို့နယ်မှာအကြံဖက်စကောင်းစီတက်နဲ့အာရခတက်တော်အေအေဂျာတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့အတွက်စစ်ဆောင်ပြည်သူတွေများပြားလာနေတာတွေကြောင့်အရေးပေါ်စာနယ်ရိတ်ခံနဲ့ကျန်းမာရေးဆောင်ရှားမှုအကူအညီတွေလိုအပ်နေတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့မွန်ပြည်နယ်ကြံမြို့အချင်းတောင်မှာ အတင်းအကျပ်အလောက်ခိုင်းခံရတဲ့အကျဉ်းသားတို့တက်လိုက်မှုကိုစေယုံပို့ပေးဖို့အတွက်ဝိုင်းဝန်းတောင်းဆိုမှုဖြစ်ပွားပြီးတဲ့နောက်နိုင်ငံရေးအကျဉ်းသားအယောက်တရာကျော်ကိုဒီကနေ့မနက်အစောပိုင်းမှာပဲထောင်ပြောင်းရွှေ့လိုက်တယ်လို့သိရပါတယ်။ဇွန်လ၁၂ရက်နေ့ကကြိုင်မြို့အကျဉ်းထောင်မှာအကျဉ်းသားတို့ကိုထောင်အနာပိုင်တွေကအတင်းအကျပ်အလောက်ခိုင်းတဲ့အတွက်အဲ့ဒီအကျဉ်းသားဟာဒက်လိုက်ပြီးတော့တတိလစ်နေတာကိုစေယုံပို့ပေးဖို့နိုင်ငံရေးအကျဉ်းသားတွေကဝိုင်းဝန်းတောင်းဆိုခဲ့ကြတယ်ဆိုပါတယ်။အဲ့ဒီလိုဝိုင်းဝန်းတောင်းဆိုမှုဖြစ်ပွားပြီးတဲ့နောက်မှာပဲ ဒီကနေ့ဇွန်လ15ရက်နေ့မနေ့အစောပိုင်းရောက်တော့စစ်တပ်နဲ့ထောက်အားနာပိုင်တွေကကြံမျိုးအကျင့်တော်ကိုရောက်လာပြီးအကျင့်တော်ထဲမှာရှိတဲ့နိုင်ငံရေးအကျင့်သားအယောက်100ကျော်ကိုထောင်ပြောင်းရွှေ့သွားပြီးတော့ဘယ်ကိုပြောင်းရွှေ့သွားတယ်ဆိုတာကိုမသိရသေးဘူးလို့လဲမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျင့်သားများကွန်ရက် PPNM ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လေဂင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ